အဆောင်မှာနေပြီးတရေ၆ခန့်ရရဲ့သူတွေရှိကြလား အခုဒီနေ့အဆောင်မှာနေပြီးတော့တရေ6ခန်းရတဲ့အကြောင်းကိုပြောပြပါမယ်။ online ပေါ်မှာ creepy story တပုတ်ပေါ်တော့အရန်နာမည်ကြီးကြီးရဲ့ creepy story တပုတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြန်ပြီးတော့မျှဝေခြင်းဖြစ်ပါတယ်။ sorry ကျွန်တော်စတဲ့နေတဲ့အချိန်ကတော့ကောင်းလေးတစ်ယောက်ကတက်ခရိုဝင်ခွင့်ရသွားခဲ့။သူအရှာဝမ်းသာပျော်ရွှင်နေခဲ့တယ်။အခုသူတစ်ယောက်တည်းနေရတော့မယ်။လောလတ်တဲ့ဘဝတစ်ခုကိုရတော့မယ်။ចောင်းတန်းနေနေသူပျော်ရွှင်စရာကောင်းတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ရမယ်ဆိုပြီးတော့သူဝမ်းသာနေခဲ့။အဲ့လိုနဲ့သူကသူ့ရဲ့ကြောင်းနဲ့တိတ်ပြီးတော့မလန့်မကန်းမဝေးတဲ့နေရာလေးမှာပဲသူကဒီ အဆောင်သဘောမျိုးပေါ့ပြောမယ်ဆိုရင်တိုက်ခန်းတစ်ခန်းကိုသူတွေးလိုက်ရယ်အရိကိုင်ခန်းကြည့်မယ်ဆိုရင်တော့ရှေးချပြီးရဟောင်းနေပုံစံပေါ့သူအဲ့ဒီမှာငှားလိုက်တယ်တောင်းရလဲစပြီးတော့တက်နေပြီး အခုမှသူဒီကိုရောက်လာတော့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေရာနဲ့အသားကြောင်လို့သူကနေထိုင်နေရစေပဲ။ကြိုက်ခံအောင်အပြင်းနဲ့ကြီးလိုက်မယ်ဆိုရင်တော့အရန်ကိုရှေ့ကျရဲတိုက်ခံအရန်ကိုဟောင်းသွားနေရလို့ထင်ရပေမဲ့အထင်းမှာတော့ပြန်စွာပဲ။သူကဓာတ်တွေးကြရတဲ့အခါမှာအရန်သဘောကျသွားခဲ့။ငါတို့အေးစိနေရပြီပေါ့။သူဒီကိုရရှိလာခဲ့ပြီးတော့နှစ်ပတ်လောက်ကြာမြင့်သွားခဲ့တဲ့အခါမှာသူစမ်းတဲ့အရာတစ်ခုအကြောင်းတွေးကြရတယ်။အဲ့ဒါဘာလဲဆိုရင်တော့သူရဲ့အိမ်ခန်းတကအငြင်းအံပွင့်နေရပဲ။ပိုင်လိုက်လို့ရှင်ရပါပဲလို့ပြောလိုက်မယ်နော်ဒါမက်လို့မျိုးမဟုတ်ဘူး။ ဘလို့မျိုးပဲပိတ်ပိတ်ပွင့်ပွင့်သွားတာမျိုးအဲ့ဒါကိုလေသူကသတိမထားမိနေဘူးသူကညဆိုရင်တကားကိုပိတ်ပြီးတော့အိတ်တယ်ဒါပေမဲ့မနက်ဆိုရင်တကားကပြန်ပွင့်နေတယ်ဘလောက်ပဲညပိုင်းသတိထားပြီးတကားကိုပိတ်ပိတ်မနက်ဆိုရင်ပြန်ပွင့်နေဟာနောက်ဆုံးတည့်ရက်မှာသူကဒီစပွဲတလုံးကိုရောင်မှာတကားနာမှာတွန်းပြီးတော့တကားကိုပိတ်ခဲ့တယ်ဒါရောမှမနက်ပိုလင်းနေတဲ့အချိန်မှာတကားကပွင့်နေစေပဲသူကိုယ်ကငါ့ရောင်တံပြားဝင်သွားခဲ့တကယ်ပဲဘာရီဖြစ်နေရလဲအချာထူးဆန်းတဲ့အကြောင်းအရာတွေဘာတစ်ခုမှကြုံတွေ့ရတာမရှိပေမဲ့ဒီတကားကပွင့်ပွင့်နေရရောက်ထူးဆန်းနေအဲ့တော့ဒီနေ့ညရောမှာဒါကိုစောင့်ကြည့်မယ် နာဒါဘာဖြစ်တာလဲဆိုတော့ကိုဒီနေ့မအိပ်ဘဲနဲ့ကြီးမယ်ဆိုပြီးသူဆုံးဖြတ်လိုက်တဲ့ညာရောက်လာတဲ့အချိန်မှာသူကအေးရပေါ်မှာထိုင်ပြီးတော့တကားဘကိုပဲတစ်ချိန်အကုန်လုံးဆောင်းချီနေခဲ့တယ်။ဒီနေ့ဘာဖြစ်မလဲဘသူလာမလဲတကားဘသူလာဖွင့်မလဲဆိုပြီးတော့သူဆောင်းချီရင်မအိပ်ခဲ့ဘူး။အစောပိုင်းကတော့ဘာမှမဖြစ်ခဲ့ဘူး။အချိန်ကြာကြီးကသူဆောင်းနေဘာတခုမှထူးခြားမလာခဲ့ဘူး။ကိုလည်းအရှမ်းကိုပင်ပန်းနေပြီးသူအိပ်ပျော်တော့မယ့်အချိန်မှာမှတစုံတစ်ယောက်ကတကားလက်ကင်ကိုလာလှည့်ပြီးတကားကိုအတင်းဖွင့်ဖို့စူးစမ်းနေတဲ့အတောင်သူကြားခဲ့ရတယ်။ကောင်းရတဲ့အရန်အောင်ကြောက်သွားတယ်။သူရဲ့ခန္ဓာကိုယ်တစ်ခုလုံးခဲကြွားသွားပြီးသူဒီကနေထွက်ပြေးဖို့အတွက်ထားရ ာမှမထရဘူးတစုံတယောက်ကတော့အထဲဝင်လာလို့ရှိရင်ဘယ်လိုလုပ်မလဲတယောက်ကတော့အထဲဝင်လာဖို့အတွက်ကြိုးစားနေပြီဒီနေရာသူ့အတွက်နောက်ဆုံးနေ့ဖြစ်သွားနိုင်တယ်သူဘာလို့ရမလဲသူလည်းထိုင်ပြီးတော့အရာအလုံးငယ်ဆုံးပြီးဆောင်သွားပါစေဆိုပြီးတော့ဆူတောင်းနေခဲ့တဲ့အချိန်မှာပဲအရာအလုံးငယ်တတ်သွားတယ်တော်တယ်ရဗောအရာအလုံးငြိမ်သက်သွားရဘာမှမဖြစ်တော့ဘုရားသခင်ကငါ့ရဲ့ဆုတောင်းကိုနားထောင်လိုက်ပြီဆိုပြီးသူရှည်ရွလိုက်မိဒါပေမဲ့ပို့ဆိုရဲရတခုခုဖြစ်လာဖို့အတွက်ငြိမ်သက်သွားရဆိုတော့ကိုရောသူမသိခဲ့ဘူးတကားရဲ့ပေါင်နာမှာလင်းနေအဲ့ဒီအလင်းနေရကနေသူအရေးတခုကိုမြင်လာရရဲ့ အဲ့ဒီအရေးကနေပြီးစကားအတန်ထွက်လာခဲ့။မင်းတီနဲ့ကျေစုတဲ့စကားပြောဖို့အတွက်မင်းနေစာချောင်းကတိုးတောင်းမယ်ပြတ်သွားရင်ရှင်းလင်းတယ်မင်းတီနဲ့ကျေစုတင်ရအောင်မယ်ပေါ့ ဒီစကားကိုသူနားရင်မှာပဲတင့်တန်ထောင်းအကြိမ်ချင်းကြားနေခဲ့တဲ့ဒီအချိန်မှာအတန်တွေဒီအရှိတ်တွေကောက်လုံးပြောက်သွားခဲ့ပြီးတကားလက်ကင်ကိုလည်းဘသူကလက်မနေရောသူအရင်ကလောဝအဲ့လိုမပြောရဲဆုံးမှာတော့တ냐လို့ထိုင်နေခဲ့ပြီးမနက်မိုးလေးပြီဆိုရနဲ့ဒီအိမ်ဒီပတ်ဝန်းကျင်မှာရှိရဲ့အသက်ကြီးရဲ့သူတယောက်ကိုသူဒီကိစ္စကိုတွမ်းမိမြန်လိုက်တဲ့အရင်လူကြီးကထူးဆန်းတဲ့အကြောင်းအရာတစ်ခုပြောပြခဲ့အခုသူနေနေတိုက်ခတ်မှာလူမနေရောခုနှစ်နှစ်တောင်ရှိပြီကောင်းရဲ့ကြောင်ရဲဘလို့လို့ခုနှစ်နှစ်တောင်လူမနေပဲရှိမလဲ ဒီတိုက်ခအရာကိုတရှင်တောက်ပြောင်နေလို့နဲ့လေဆိုပြီးကောင်းလေးကကြားဖြတ်ပြီးပြောလိုက်ဟုတ်ပါပြီငါမင်းကိုပြောပြမယ်ငါစကားပြောနေကြားဖြတ်မပြောနဲ့ဆိုပြီးလူကြီးကဆက်ပြောရယ်ဒီတိုက်ခမှာအချက်တစ်ခေါင်နေနေခဲ့တာခုနှစ်နှစ်ရှိပြီသူကဒီမှာပဲနေရတဲ့အတွက်ကြောင့်မို့လို့မင်းကိုဒီအခန်းကိုပိုင်ရှင်ရစီးပေါ်ပေါ်နဲ့ငါပြီးခဲ့ရ ီအခန်းမှာမင်းနေမယ်ဆိုလို့ရှိရင်တော့သူ့အမြဲတမ်းကျေးဇူးတင်နေရမယ်။မင်းကသူ့ကိုတန်ဖိုးထားရဲဆိုတာကိုပြသပေးရမယ်။ဒါဆိုရင်သူကမင်းကိုဘာမှလုံးမမဟုတ်ဘူးဆိုပြီးပြောပြလိုက်တယ်။ဒီကောင်လေးကဒီတိုက်ခန်းမှာထပ်ပြီးတော့နေမှာမဟုတ်တော့လေ။သူကချင်းတကောင်လည်းကျေးဇူးတင်ပါတယ်လို့အမြဲတမ်းပြောပြီးတော့မနေနိုင်ဘူး။ဘယ်သူမှလည်းနေနိုင်မှာမဟုတ်။ဟဲ့ရော၊ तू ကဒီကနေ့အမြန်ဆုံးထွက်သွားဖို့ကိုပဲဆုံးချလိုက်တယ်။ကျွန်တော်သာဆိုရင်တော့တေးကြရဲ။ကြောင်းထွက်ပြီးတော့ကိုအဲ့ရနဲ့တခါလေးထွက်ပြီးမှဒီချင်းကနောက်ကနေတော့လိုက်လာမယ်ဆိုလို့ရှင်ဘလို့လောက်ကြမလဲ။ဆောင်းမား 呃，偷超市也给伊三围裤，将对不阿婆的肚脐眼、十六条的肛门、马血淋，留给大肚呀，伯。